ဇလိုင်းရဲ့အစမှာလီဟင်ငယ်ပြင်နေတဲ့ချာလီနဲ့သူ့ရဲ့ဇနီးဖြစ်သူဆာရာကိုတွေ့ရမှာပဲဖြစ်ပါတယ်။တရမဇနီးဖြစ်သူဆာရာကလန်ဒန်ကိုအလုပ်ကိစ္စကြောင့်သွားဖို့ဖြစ်လာပြီးအတူလိုက်ပါဖို့ပြောပေမဲ့ချာလီကလည်း CIA ရဲ့ discretion analyzer ဌာနမှာအလုပ်လုပ်နေရသူဖြစ်ပြီးသူကိုယ်တိုင်တီထွင်ခဲ့တဲ့လုံခြုံရေးစနစ်တွေကိုဖျက်ဆီးရင်နေစဉ်ယုံတွားလာနေရသူပဲဖြစ်ပါတယ်။ တယမအင်ခွလင်းဆိုတဲ့လျှို့ဝှက်ဆက်တွေ့တူစီကနေအကြီးကြီးရဲ့တည်င်းအချက်လက်တွေကိုချာလီလက်ခံရရှိခဲ့ပါတယ်လက်ခံရရှိထားတဲ့တည်င်းအချက်လက်တွေကိုဖွင့်ဖက်နိုင်ဖို့ IQ နီယာညာရင်ရှိတဲ့ချာလီကိုတော့ခက်ခဲစေခဲ့ပါတယ် ဒါပေမဲ့နောက်ဆုံးမှာတော့ဖွင့်ဖက်နိုင်ခဲ့ပြီးတော့သူကိုအာအတင်းစေတဲ့တည်င်းအချက်လက်တစ်ခုပဲဖြစ်နေပါတယ်အဲ့ဒါကတော့အစိုးရရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်နေပြီးတော့အကြံဖက်သမားတွေနဲ့မိမိကိုကိုတက်တိမ်မှုဘုံခွဲမှုလို့ညှင်းဆိုထားပေမဲ့တကယ်တော့သူ့ရဲ့အရာရှိကြီးဖြစ်သူမော်ရီရဲ့အမိန်နဲ့လှုံ့ဆော်ခဲ့တဲ့ drone တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးပြင်သစ်တိုက်ဖွဲ့ဝင်တွေနဲ့ဒိမ့်မဲ့ရေတပ်သားတွေအပါအဝင်လူပေါင်း150သေဆုံးခဲ့တဲ့တည်င်းအချက်လက်ပဲဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့ Charlie ဟာရုံးပြန်လာပြီးကန့်တက်ထားတဲ့ကွန်ပျူတာကိုအတုံးပြုကဟိုတယ်နဲ့အနီးဘက်ဝန်းကျင်ကလုံခြုံရေးကင်မရာတွေကိုဟက်လုပ်ပြီးအဖြစ်ပြက်တွေရဲ့အချိန်စရာကိုစူးစီးကအကြံဖက်သမား၄ယောက်ရဲ့မျက်နှာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။သူတို့တွေကတော့ Mish က Lauren Horse နဲ့ Gretchen တို့ဖြစ်ပါတယ်။ဒီကိစ္စကိုသူ့ရဲ့အကြီးအကဲတွေကအရင်ကတည်းကတီပီတာဖြစ်တာကိုသိရှိလိုက်တဲ့အချိန်မှာတော့ Charlie ကလည်းမျိုးဝတ်ချက်တွေနဲ့ပတ်သက်တဲ့ဖိုင်တွေကိုကူးယူပြီး Dutchman switch တစ်ခုတက်ဆင်ထားတယ်လို့ချိန်ချောက်လိုက်ပါတယ်။ ူက9နာရီတခါကုန်မထည့်ရင်တက်တဲ့အထောက်ထားတွေကအရေးကြီးတဲ့တည်င်းစာတွေစီရောက်သွားမယ်လို့ပြောခဲ့ပြီးအဲ့ဒီအတွက်ချာလီက CIA လေးချင်ရဲ့အတွက်ပတ်စပို့အတူငွေသားတနက်နဲ့ဆာရာကိုတက်ခဲ့တဲ့သူတွေရဲ့တည်င်းအချက်လက်တွေကိုတောင်းဆိုလိုက်ပါတယ်ဒီလိုနဲ့ဟာဒီဇင်ဘိုချုံရဲ့လမ်းညွှန်မှုအောက်မှာချာလီက CIA လေးချင်ရဲ့စခန်းမှာတနက်ပြစ်ချင်းဘုံပြုတ်လုပ်ချင်းအထောက်ထားတစ်တွေကိုမှတ်တမ်းချင်းတို့ကိုတင်ယူလေးချင်နေပါတယ် ဟာရီဇင်ကသူ့ကိုစံတက်မှုတစ်ခုအနေနဲ့တနက်ပေးပြီးရင်ဘတ်ကိုမန်းပစ်ခိုင်းတဲ့အခါချာလီကလက်တွေတုံရင်ပြီးတနက်ကိုချလိုက်ရပါတယ်။တစ်ချိန်ထိမှပဲ CIA အေဂျင့်တွေက CD ထဲကချာလီရဲ့ Damage Switch အချက်လက်တွေဟာအတူရောင်ဖြစ်တာကိုတွေ့ရှိလိုက်ပါတယ်။အဲ့ဒီအချိန်မှာချာလီကိုဖမ်းဖို့အမိန့်ပေးပေမဲ့ချာလီကတူဂျီကဲတွေရဲ့စာရွက်စာတမ်းတွေမှာထည့်ထားတဲ့အတန်ဖန်းဆက်ကနေသင်းသိရှိပြီးလေရင်စီးပြီးလွတ်မြောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ချာလီကလန်ဒန်ကနေပါရစ်ကိုရောက်ပြီး Gracious ဖုန်းကိုခြေရနိုင်ခဲ့ပါတယ်။သူက Gracious တိုက်ခန်းတီဝင်ပြီးတနက်ကိုယူထားပေမဲ့သူမပြန်လာတဲ့အခါတက်လို့မရခဲ့ပါဘူး။နောက်တနေ့ချာလီကသူမမှာ ဓမ္မတဲမှုရှိတာကိုသိရှိပြီးစေယုံမှာ MRI ဆက်ထေတူမကိုတောခတ်ပြီးပတ်မုံတွင်နဲ့ပြည်အောင်လှုပ်လိုက်ပါတယ်။ Gretches က Horse ရဲ့တီနီယာကိုမပြောခင်ဓမ္မတဲမှုနဲ့အရင်ကုံသွားပြီးနောက်ဆုံး Charlie နဲ့ Yan ဖြစ်ကစေယုံကနေထွက်ပြေးခဲ့ရပါတယ်။ Charlie လိုက်လာတဲ့အခါတူမကလမ်းမှာကတိုက်ခံရပြီးတေဆုံးသွားရပါတယ်။ Charlie ကတူမရဲ့ဖုန်းကိုယူပြီးထွက်ပြေးလာခဲ့ရပါတယ်။ဒီလိုနဲ့အပြစ်ရှိတယ်လို့ခံစားရင်ဘာမှအရက်တောက်ထိုင်နေစေ။ ဟာဒဇင်ကိုအမတ်မထင်တွေ့လိုက်ရပါတယ်ဒီလိုနဲ့ဟာဒဇင်လိုက်လာခဲ့တော့ချာလီဟာဘုံကိုခွဲပြီးမှဘားကနေလွမြောက်သွားခဲ့ပါတယ်ချာလီကသူ့ကိုတည်င်းအချက်လက်ပို့ပေးတဲ့အင်ခွန်လီနဲ့ဆက်သွယ်ရရှိပြီးသူမကအမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသိရှိခဲ့ရပါတယ်သူမကအင်္ဂလန်မှာသူမရဲ့ခင်ပွန်းတည်ဆုံးပြီးနောက်ဟက်ကာတစ်ယောက်ဖြစ်လာခဲ့ပြီးတော့သူတို့နှစ်ယောက်စလုံး Instagram နဲ့တစင် Mishka ကစပိန်မှာရှိနေရကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီလိုနဲ့ Charlie ဟာ Madrid ကိုရောက်ရှိလာပြီး Mishka သေးတဲ့ဟိုတယ်ရဲ့ အမိုးပေါ်မှာရှိတဲ့ရေကူးကန်ကိုချိတ်ဆက်ထားတဲ့မန်ကိုဖျက်ဆီးဖို့စက်တခုကိုလှုပ်ထားလိုက်ပါတယ်။မစ်ကာကအဟော့ရှဲတီနီယာကိုမပြောလိုက်ခင်ချာလီကခလုံနှိပ်လိုက်တော့မန်ကကွဲသွားပြီးမစ်ကာကရေနဲ့အတူကျသွားကတေဆုံးသွားရပါတယ်။အဲ့ဒီနေရာမှာဟာဒီဇင်နဲ့ CIA အေဂျင့်တယောက်တိုက်ခိုက်နေရကိုတွေ့ရပြီးနှစ်ယောက်စလုံးတန်ရန်ရနေပေမဲ့ချာလီကအင်ခွန်လင်းရဲ့တတိပေးချက်နဲ့ထွက်ပြေးနိုင်ခဲ့ပါတယ်။ ။ Obring ကမော်ရင်းကိုစစ်ဆေးနေတဲ့အချိန်မှာအင်ခွမ်လင်ရဲ့အထောက်အထားကိုရှာတွေ့ပြီးအမျိုးသမီးဖြစ်ကြောင်းသိရပါတယ်။ CIA အေဂျင့်တွေကသူတို့ရဲ့နေရာကိုဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ Charlie နဲ့အင်ခွမ်လင်တို့ကဥမြလန်းကနေထွက်ပြေးလူမြောက်ခဲ့ပေမဲ့လက်မပေါ်ရောက်တဲ့အခါမှာတော့အေဂျင့်တွေကပြစ်ခတ်လာပြီးအင်ခွမ်လင်ကပြင်းထန်တဲ့ဒဏ်ရာရကတိတ်ဆုံးသွားခဲ့ပါတယ်။ချာလီကသူမကိုဝမ်းနည်းစွာနဲ့နှုတ်ဆက်ခဲ့ရပါတယ်။ဒီလိုနဲ့ချာလီကရိုမေးနီးယားကို ရောက်ရှိလာပြီး လော်ရန်ကိုလက်နက်အတုရောင်းတူလို့ဟန်ဆောင်ပြီးတိတ်ဆုံခဲ့ပါတယ်။ဒီလုံနဲ့လော်ရန်ကိုဘုံတွေထိတ်ထားတဲ့တစ်တာပေါ်မှာထိုင်ခမ်းပြီးဟော့စ်ရဲ့တီးနီယာကိုမေးမြန်းလိုက်တဲ့အခါမှာဟော့စ်ကဘော့စတစ်စိတ်ကမ်းမှာပစ္စည်းလိုက်ခံလေးရှိရလို့ပြောလိုက်တဲ့အခါမှာတော့ချာလီကသူ့ရဲ့ဖုန်းကိုယူပြီးနောက်လော်ရန်ကိုဘုံခွဲကတက်ဖြတ်လိုက်ပါတော့တယ်။ဒီလုံနဲ့ချာလီကရုရှားမှာရှိတဲ့စိတ်ကမ်းတစ်ခုမှာ ဟော့စ်ရဲ့လူတွေကို ရှာတွေ့ပြီးသူတို့ရဲ့ယက်စတင်မော့ကိုခြေရခနိုင်ခဲ့ပါတယ်။ သူကတင်ဘောရဲ့လမ်းညွန်စနစ်ထဲဘုံတစ်ခုဝတ်ထားတာကိုဟော့စကာတွေ့ရှိပြီးတဲ့နောက်မှာတော့ချာလီကိုဖမ်းဆီးလိုက်ပါတယ်။ဟော့စကာတနက်ဘေဘီမျက်နှာချင်းဆိုင်ပစ်ခိုင်းတဲ့အခါမှာချာလီကမလုံနိုင်ခဲ့ပါဘူး။ဒါပေမဲ့ချာလီက CIA ရဲ့ Yash တင်ဘောကိုဟက်ပြီးဖင်လန်နိုင်ငံစီလမ်းညွန်ပြောင်းပေးလိုက်ပါတယ်။ခဏကြာမှာတော့ဖင်လန်ရေတပ်နဲ့အင်တာပိုလ်ကတင်ဘောကိုဝန်ရံလိုက်ပြီးဟော့စနဲ့တူလူတွေကိုဖမ်းဆီးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ Aubrey ကသတင်းစာရှင်းလင်းပွဲမှာ CIA ရဲ့ရင်းမြစ်တွေကိုတရားမဝင်အသုံးပြုခဲ့တဲ့အေဂျင့်အလုံးကိုဖမ်းဆီးလိုက်ပြီးလို့ကြေညာလိုက်ပြီးတော့ Hardison ကလည်း Charlie လုံဆောင်ခဲ့တာကိုဂုဏ်ယူရလို့ပြောပြခဲ့ပါတယ်။အဆုံးတက်မှာ Charlie က Sarah ရဲ့တင်ကြိုင်ကိုတွားလိုက်ခဲ့ပြီးတော့အိမ်ပြန်လာပြီး Sarah နောက်ဆုံးပေးခဲ့တဲ့လက်ဆောင်လေရင်ငယ်ကိုပြန်တန်းခဲ့ပါတယ်။ဒါဟာတရားမျှတမှုအတွက်သူခီရဲ့အဆုံးတက်ဖြစ်ပြီးတော့သူရဲ့ညံရီကိုတော့အကြမ်းဖက်သမားတွေကိုတရားစီရင်ဖို့အသုံးပြုနိုင်ခဲ့ပါတယ်။ အဆုံးထိကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေနဲ့အတူပြန်လာခင်မှာမို့ဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်